အဲ့ဆိုရင် interview တော့အကြောင်းအရာလေးတွေပေါ့မှတ်မိသေးလားမှတ်မိတာပေါ့ MN ဒီဖြေတဲ့ experience တွေကိုပြောပြမှာပေါ့နော် MN ဒီမှာ interview ဖြေရတဲ့အစ်စ်နေရာတော့ပထမဆုံးနေလဲဆိုလို့ရှိရင် CV form ထည့်ရတယ် shortlist ပါတယ်ဆိုလို့ရှိရင် JP written test ဖြေရတယ်ပေါ့နော်နံပါတ်3အဆင့်ကဘာလို့ရတယ်ဆိုလို့ရှိရင်ရေးကူးစစ်တယ်ရေးကူးစစ်တယ်ရေးကူးပြရတယ်အဲ့ဒါအောင်သွားပြီဆိုလို့ရှိရင်နောက်တစ်ဆင့်ကလူတွေ့ personal interview ဝင်ရတယ်။အဲ့ဒါကြီးအားလုံးပြီးသွားပြီအောင်သွားပြီဆိုလို့ရှိရင်တော့စိတ်ဆစ်ရတယ်စိတ်ဆစ်လို့စိတ်ဆစ်ချက်တွေလည်းအောင်တယ်ဆိုလို့ရှိရင်တော့နောက်ဆုံး initial trick တွေတက်ရတာပေါ့နော်အဲ့ step တွေရရှိပါတယ်။ interview step တွေအနေနဲ့ဆိုလို့ရှိရင်သူကလေကြောင်းလိုင်းတစ်ခုနဲ့တစ်ခုကတော့တူမှာမဟုတ်ဘောနော်သူကသူမေးလေးပေးထားရှိတယ်လေကြောင်းလိုင်းတစ်ခုမှာသူမေးရတယ်မေးမဲ့အစစ်နေလုံးမဲ့အရာလေးဒါတော့ရှိနေလေးရှိတယ်အဲ့ဒီမှာမှာ MNE မှာကရေကူးတဲ့အစစ်လေးက အပိုးတယ်နော်ပိုးတယ်ကြရေကူးပြရအောင်ပေါ့ကျင်းစင်းရေကူးတတ်တာအဲအလုံးချက်တော့ရေကူးတတ်ပါဘူးရေကူးတာတဘွာလုံးမှတ်မိနေမှာအမှတ်တရလိုတော့ပြောလို့ရတယ်ရေကူးလည်းပဲပြင်ကိုကကြီးပါတက်ပေးရအမှန်တည်းရဲ့လို့ပေါ်သွားရမှာပါပါလဲဆိုလို့ရှိရင်ရေကူးတတ်တဲ့သူဖြစ်ရမယ်လက်တွေ့ဆန်းစစ်မှုရှိမည်ဆိုတဲ့စကားအောင်ရပါလိရှိရအများကြီးအဲ့တော့ ကိုကလည်းသိပြီးသားလက်တွေ့ဆက်သက်မယ်ဆိုရရင်ရေကူးပြရမယ်အစ်စ်ဆိုတာရှိတယ်လို့မှန်းပြီးသားပေါ့နော်အဲ့တော့ဒါပေမဲ့လည်းငါမကူတကူရေကူးတာတော့သိလို့ရပါတယ်ဆိုတော့လောလောဆယ်အလုပ်ခေါ်နေရတော့တော့ရှောက်လိုက်တယ်တကယ်ကြတော့ short list ပါလို့ အမန်ရဲ့ HR ကနေပြီးမှပုံဆက်တယ်ပေါ့နော်။မမေရအဲ့ဒီနေ့ကညနေပိုင်း redundant ဖြေရမယ်။ဖိနှောက်ခါလို့ကြာလို့ရှိရင်ရေကူးစစ်ပါမယ်ဆိုပြီးတော့ interview 20လုံးတခါလေးလှမ်းပြီးတော့ပြောရတယ်။အဲ့ဒါ30ရက်ချေကညနေပိုင်းလို့ပြည့်နေပြီ။အဲ့တော့မနေ့ပြန်တည့်ရက်ပဲကောင်းကောင်းချိန်ရှိတော့ပါပေါ့နော်။ interview နှစ်ခုလုံးပဲပြင်ဆင်ဖို့ဆိုလို့ရှိရင်ပြောတဲ့ information တွေအကုန်နားထောင်လဲပြီးရပြောဖုန်းလဲချသွားတော့စဉ်းစားတယ်။ interview က20လုံးပြီးတော့ ဘာရေရလဲမဟုတ်တော့ဘူးပေါ့နော်ရေကူးဖို့ကလည်းအရင်ရက်ကနီးနေပြီပေါ့အာဘယ်လိုလုံးကောင်းလဲမသိဘူးပေါ့အဲ့တော့တွေးနေတဲ့တော့ဘယ်လိုလုံးရင်ကောင်းမလဲမသိဘူးကောင်းအောင်လို့လုပ်တော့မယ်ဆိုပြီးတော့မှစိတ်ထဲမှာပဲအဲမှတ်လိုက်ကြတယ်ပထမဦးဆုံးလုံးဝမဲ့ဟာပါလဲဆိုရေကလုံးဝမကူးတက်နေတဲ့ခါကျတော့ရေကူးတဲ့ဟာကိုအရင်ပြင်ဆင်ရမှာပေါ့နော်ရေကူးတာတင်ရအောင်လို့ဆိုတော့အချိန်ယူရမှာဖြစ်တဲ့အတွက်ကြောင့်မို့ရေကူးတာကိုအရင်လုပ်မယ်ဆိုပြီးစဉ်းစားလိုက်တယ် ဒီမူခင်ကတော့ written test ကတော့ဖြည့်ရအောင်ပါဒါပေမဲ့ तू ကအိမ်မှာစာကြည့်ရင်ရတာလို့ပြီးဥရာကျတော့ပြန်မသွားတင်ရအောင်ပါဆိုတော့အဲ့လိုအချိန်ပို့ပြီးတော့ပေးမယ်ဆိုပြီးတော့မှစမ်းသပ်ပေးလိုက်တယ်ကန်ဆိုးသွားနေမယ်ဘာဖြစ်လဲဆိုလို့ရှိရင် ရေကူးဝတ်ဆောင်သွားဝယ်တယ်အဲ့ဆိုင်တစ်ဆိုင်မှာဝယ်တော့အဲကိုနဲ့တင့်တော်တဲ့ဟာကိုမတွေ့တော့နောက်တစ်ဆိုင်သွားမယ်ဆိုပြီးတော့ပြန်လဲအထွတ်ဘာဖြစ်လဲဆိုလို့ရှိရင်နေကားကပြုတ်ကြပါလေရောအမဒီညာဘက်ညာဘက်ခြေထောက်ပဲခြေချင်းကိုဒီကခြေချင်းယူကြပါအဲ့နဲ့ခြေထောက်ကလုံးဝထောက်လို့မရတော့အဲ့ထောက်နဲ့ထောက်နဲ့တည်းကအဘိနာတကယ်လည်းဟဲ့နေဖြစ်ပါသွားတော့အင်ပြန်တော့မဟုတ်ဘူးရတယ်ဒီကောင်ကတော့တွဲဒီကောင်ကတော့တွဲပေါ့ငါရေကူးဝတ်ဆောင်ကြီးဝယ်ဖားဖြစ်မယ်ပေါ့အဲ့နဲ့အဲ့ထောက်နဲ့ထောက်နဲ့နဲ့ပဲတစ်ဆိုင်ပေါ်တစ်ဆိုင်ပဲရေကူးဝတ်ဆောင်လိုက်ရှာရဲတော့တက်လို့ဝင်နေတာပထမရေကူးကမှ ဒီကိုတည်ရတာပေါ့နော်အိမ်ညာဆီယာမကိုပုံစက်တယ်ဒီကိုကအမြန်တက်မှဖြစ်မယ်ကျမကိုကူညီပေးပါဒါပေမဲ့တခုတော့ရှိတယ်လို့ကျမဆုံးနာနေတယ်ဒီကောင်ကပြုတ်ကျတာခြေနောက်ကနာနေတယ်လို့အဲ့နဲ့ပြောတော့ဆီယာမလည်းအပိရှာပါတယ်ရတယ်သင်မိမယ်ပေါ့အဲ့နဲ့အဲဆီယာမရေးလို့ကျမကိုတော့ခြေနောက်သိမ့်မခတ်ရတဲ့ရေကူးနည်းလေးသင်မိပါဘို့ပေါ့အဲ့တော့စဉ်းစားကြည့် ိုရေကူးတယ်ဆိုတာခြေထောက်ခက်မှာအရှိရောက်တာခြေထောက်မခက်လို့ရှိရင်ရေထဲမှာပေါ်လို့မျောနေပါဆရာမလည်းအားပေးချပါတယ်အခုတင်ပေးပါမယ်လာခဲ့ပါတယ်ဒါဆိုဆေးလင်းပြအဲ့ခြေထောက်ပြောင်းအောင်လည်းပဲထွန်းနေထွန်းနေတယ်ပဲရေကူးကောင်ရောက်သွားတယ်ဆရာကပြောတယ်ပက်လက်ကူတာလွယ်ဆုံးဒီလမ်းပဲအဲ့တော့ကိုဖော့တက်လို့ရှိရင်ပက်လက်ကူလို့ရပြီအဲ့တော့သူကသနိုင်းတင်ပြီးတယ်သနိုင်းအတွင်းမှာအဲပက်လက်ကူလေးတင်ပြီးတယ်အဲ့တော့ကိုကကိုတက်တရာတော့ဖြစ်သွားရေကူးတာလည်းညမ်းပင်မှာရေကူးပြီးပြန်လာလို့ရှိရင်အဲ့ချင်မီနာချင်မီဒါပေမဲ့အဲ့လိုလည်းမရဘူးလားလို့လည်းမရဘူးဆိုတော့မနေ့ပြန် return desk ကဖြစ်အောင်ပဲဘာမှမလုပ်ရသေးဘူးပေါ့နော် return desk အတွက်အဲ ပြင်ဆင်နေ Redness TV ကတော့မှတ်မှတ်ရစက်နိုင်စနေနိုင်ကတော့ဒီ Redness ပြီးသွားလောင်းနေကြတော့ခြေတော့နာနေတော့မယ်ရေကူးစစ်တယ်ကောင်းကောင်းပဲကူးနိုင်ခဲ့ပါတယ်ကူးစစ်တာကတော့လုံးဝဟိုအချိန်နဲ့ရေကူးပြိုင်တာမျိုးမဟုတ်ဘူးသူကရေထဲမှာရေကူးကတ်ထဲမှာမိနစ်သွားရင်ရောက်โอเคโคบากันဒီဘက်ကအောင်ချိုးချိုးယူရအောင်ရဘလိုကူကူအဲလက်ပြပဲကူကူပတ်လက်ပဲကူကူလိပ်ပြပဲကူကူဘလိုကူကူကူလို့ရတယ်။အင်တာဗျူးတွေကတို့ကဘယ်အချိန်ပြန်လာမလဲဘယ်အစ်စ်မလဲဆိုတာကို ဟိုအစစ်လိုက်ကြီးတို့ကြီးညာထားတာမျိုးမဟုတ်ဘူးဒီတစ်စစ်အပေါ်မှာနောက်တစ်စစ်ပါလဲဆိုတာမျိုးကိုလက်ပြောတာမျိုးလက်ပြောတာမျိုးပေါ့နော်အဲ့ခါကျရင်ကိုကလေအခုမှအဲ့အတွက်ဒီလေးချက်မှာဆိုရင်ပြုံးစားကြီးဘာကြီးလုံးဝမမသိဘူးဘလို့လေးချက်ကမမသိဘူးဘာကြီးချက်ကမမသိဘူးဖြစ်တတ်တယ်အဲ့တော့ဘာလို့ထားတတ်တယ်ဆိုလို့ရှိရင် ဖြစ်နိုင်ခြေရှိတဲ့အင်တာဗျူးအဆင့်ချင်းစီတိုင်းအတွက်တတိကျကျလေးတည်ထားပြီးတို့ပြီးပြင်ဆင်ထားခြင်းကအင်တာဗျူးဖြေတဲ့အခါတကယ်တပုဒ်တူတူကြုံလာတဲ့အခါကြလို့ရှိရင်ကောင်းကောင်းမမို့ကြောက်ဖြတ်နိုင်မယ့်တဲ့တခုပါမှဖြစ်တယ်အဲ့တော့အခုတည်းကဗိုင်းအင်တာဗျူးမျိုးစားတွေရှိလဲဘလို့တွေဖြေရမှာလဲဆိုတဲ့ဥစ္စာကိုတည်ထားတဲ့နဲ့လေးလေးချင်းထားတဲ့နဲ့အလုံးလုံးတွေကအလုံးလုံးနေနေပါဖြစ်လဲဆိုတော့ ဖုန်းစိမ့်တခုလာတယ်ဖုန်းစိမ့်ဆိုတော့01နဲ့စတာဆိုတော့ဒါအဲထူးထူးခြားခြားလေးပေါ့အင်းပေါ့ဒီထဲမှာတော့တိရောတိလိုက်တယ်ဒါပေမဲ့အင်းပျော်ရဲသေးဘူးပေါ့ဘာပျော်ရဲသေးဘူးပြီးလိုက်ပြီးတော့အမေအစ်စစ်စစ်ပြလာဆိုတော့ဟုတ်ပါတယ်အမန်နေအိရှာဆက်တာပါဆိုတော့ဟင်းပျော်လိုက်တာပေါ့အစိတ်အမှအရင်ကပျော်တယ်အဲလူတွေ့ interview မှာစစ်စစ်ခဲ့တော့အောင်မြင်ပါတယ်နောက်တစ်ဆင့်စစ်စစ်ဖို့အတွက်ဖိတ်ပါတယ်ဘယ်နည်းပင်ရက်တွေမှာတော့ဘယ်စေးရုံမှာတော့စစ်ပါမလိခမှာစစ်ရတယ်အဲ့လိုပါမလိခမလိခမှာတော့စစ်ပါဆိုပြီးတော့မှအဲ အချမ်းကြတာပေါ့နော်အဲ့ဒါလေးဖုံးပြောနေတာလက်တီတော့အတန်လေးတော့ပြောရအောင်ပြောရတာဖုံးချပြီးသွားတာက ငါတကယ်ဖြစ်သွားပြီလားပေါ့ငါတကယ်ဖြစ်သွားပြီလားငါတကယ်ဟုတ်သွားပြီပေါ့အမေကိုလည်းပုံဆက်တယ်ဟဲ့ဟုတ်လားပေါ့ဖြစ်သွားပြီလားပေါ့အဲ့လိုအဲ့ရစားပြီးမြန်ဆာကြွားတော့တာပဲအင်တာဗျူးသာအမှားပဲဆိုလင်းရတခါမှမစီဘူးအကောက်ကို train ပြီးသွားလုပ်တယ်ဆိုတော့မှအဲ့ကြတော့မှလင်းပြတ်မှသုံးစီဖြစ်တယ်ပေါ့လင်းကိုကြည့်ရရပိုက်တယ်ငါငါအလုပ်ရပြီဆိုလို့ရှိရင်ငါဒီတိတ်နေငါနေတိုင်းနေရတော့မှပေါ့နေတိတ်နေနေတိုင်းနေရတော့မှဆိုတော့ပျော်တယ်အဲ့တော့ကပျော်တဲ့အပျော်ကပထမဦးဆုံးစပြီးခံစားရတဲ့အပျော်ဖြစ်တဲ့အတွက်ကြောင့်မို့တော့တသက်လုံးမေးမိမှာမဟုတ်ဘူးအဲ့ဒါပြီးတော့ဘန်ကောက်ကိုရောက်သွားတယ် ယ်အမအဲ့ညနေကတငယ်ချင်းတွေနဲ့6 6လေးအမဘန်ကောက်ကနာမည်ကြီးရဲ့စားတောက်တွေလိုက်စားတယ် ပြီးတော့နောက်နေ့ကျတော့ emergency drill လောက်ရတာပေါ့နော် emergency drill လောက်ရတယ်။မိကြီးတွေဆိုလည်းတကယ်တက်ရတယ်။အဲအဲ့ဒီဟာတွေကလေတကယ်စိတ်ဝင်စားမှုကောင်းတယ်။အခွဲလိုက်လေလောက်ရတာအရန်နဲ့ပြောတော့တကယ်ဖြစ်နေလို့မျိုးကွာ။အဲ့တော့မူးတော်ဝင်ပြီးတော့ဘလူတော်ဖြစ်လဲဆိုတော့ကိုယ်တော်မှတကယ်လေးပြတ်ကျတဲ့ပုံစံမျိုးတွေဖြစ်ပြီးတော့မျက်ရည်တွေဝဲအဲအဲ့လိုမျိုးတအားကြီးတွေအားနဲ့မှန်တွေလုတ်ခရအဲ့ဒီအခြေအနေရရန်ပြုံကောင်းတယ်ပြီးတော့တငယ်ချင်းတွေလည်းရှောက်သွားရတယ်အဲအမျိုးစုံလည်းရှောက်စားရတယ်တငယ်ချင်းတွေဆော့ဆော့လေးနဲ့စုပြီးသွားရတယ်ဟာလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီဘန်ကောက်မှာ train တွေသွားခဲ့ရတာ ော့ပြောဆုံးမယ်။မမေရဆိုလို့ရှိရင်ကျိုင်းတုံကတင်ပြီးတဲ့လိမ္မော်သီးကိုစားရတဲ့အရာသာဒီနေ့ထီကိုမေ့ဘူးမမေဘူး။ကျိုင်းတုံ flight ဆိုလို့ရှိရင်သူလိမ္မော်သီးပေါ်တဲ့အရာဆိုလို့ရှိရင်သူကကိုယ့်ရဲ့နာမည်နဲ့ကိုနာမည်တက်ကိုပြောပြီးပြောမှအထုတ်လိုက်ထုတ်လိုက်ပေးရ။ CC is the same fuel ဆိုပြီးတော့နာမည်တက်ပြီးတော့ပို့တော့အထုတ် တော့ဒီချက်အစားအသောက်တိုက်တဲ့သူဆိုတော့လေအဲ့လိုအစားစားတဲ့နေရာရောက်တိုင်းကိုပျော်နေရအဲ့ဒါကိုတော့အမှတ်တရရေပဲအဲ့ဒီနေရာမှာအရန်ကိုမှဂုံယူစရာကောင်းပြီးတော့အရန်ကိုမှခံစားလို့ကောင်းတဲ့အရာလေးကိုပြောပြမယ်အဲ့တော့ပြင်မမှလည်းဒီနေရာပေါ်မှာသူ့ကိုရတာပြင်မမအလုပ်လုပ်ပြီးတော့ပြန်ဆင်းလာတဲ့အချိန်ကြီး airport ကိုဆင်းတဲ့အချိန်ကြားလို့ရှင်လဲအဲ့လိုပဲ လူတွေကပြုံးပြုံးလေးနဲ့ live ပြီးကြည့်နေကြတဲ့ခါကျတော့ဒီကိုကအပေါ်မှာအလုပ်လုပ်ခဲ့ရတဲ့ခါကျတော့ပင်မန်းလာရီကမှအကုန်ပြတ်အမောတွေပါရောပြေသွားတယ်။မလုပ်ကင်နားလိုက်ပြီးကြီးတဲ့အနေနဲ့သွားတော့သွားလို့ရှိရင်လည်းလေးမောင်မလေးတို့ကူးကြည့် live ကြည့်နေမိတော့ပဲအရင် smart ကြတယ်အရင်လေးသဘောကျနေတော့မှာပဲရှင်။ဒီစလေးမဲမဖြစ်ခင်တော့ကလေးမဲဆိုတာဘာမှမသိခင်တော့ကစိုးရင်ပူပန်တဲ့အရာတွေခေါင်းထဲမှာအများကြီးရှိတယ်။အဲ့အရာတွေကကိုယ်ဟန်တယ်လို့ကိုမရတဲ့ပါဘူး။ပြောချင်တဲ့စကားလက်ဆောင်တွေကဘာလဲဆိုလို့ရှိရင် ိုထိန်းချုပ်လို့မရတဲ့အရာတွေအတွက်အချိန်ကုန်ပြီးတော့မှစိုးရင်ပူပန်မှုတွေရှိမနေပါနဲ့ကိုလုံနိုင်တဲ့အရာကိုအကောင်းဆုံးလုံနိုင်တဲ့အရာတွေကိုအကောင်းဆုံးလုပ်ပါအကောင်းဆုံးကြိုးစားပါလို့ပြောချင်ပါတယ်မှန်ပါတယ်ကိုလုံချင်ရှိတာကိုလုံရင်းနဲ့ပါပဲအဲတခုချင်းစီကိုယ့်ရဲ့ personality တွေတိုးတက်အောင်လုပ်ပြီးတော့ကိုယ့်အိမ်မကကိုအနည်းဆုံးရောက်သွားတာမျိုးပေါ့နော်ကျေးဇူးများတင်ပါတယ်ချင်းစီကျေးဇူးတင်ပါတယ်ချင်းလေး flight ပါလေးတွေအတွက်လည်းဒီခရီးစဉ်လေးအကြောင်းရှင်စီရဲ့စူးစမ်းခဲ့ရတဲ့ လမ်းကြောင်းလေးကြောင်းကိုသိလိုက်ရတော့ကို့အတွက်တွေးစရာလေးတွေအားရှိစရာလေးတွေမှတ်စရာလေးတွေရတော့နိုင်မယ်လို့ပြောလင်းပါတယ်။လေးမုံမဲ့အလုတ်ကင်နဲ့ပတ်သက်ပြီးတော့သိချင်တာလေးတွေရှိလို့ရှိရင်လည်းခေါမမမေးခဲ့ပေးလို့ရပါတယ်။ကျေးဇူးများတင်ပါတယ်။